အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့အရင်နေ့ကချက်ပြထားတဲ့ခြင်းဆက်ဆော်လေးနဲ့တက်ခြင်းဆက်ကိုကျွန်တော်တို့အလွယ်တကူလေးအိမ်မှာချက်တဲ့နည်းလေးကိုမျှပြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဆိုင်မှာသလို့ရှိရင်လည်းအရန်စီပြတဲ့နည်းလေးဖြစ်ပါတယ်အိမ်မှာသလို့ရှိရင်လည်းဒီနည်းလေးကအရန်စီပြပါတယ်ခင်ဗျာကျွန်တော်တို့စပလင်နဲ့လေးမှုမှုလေးနဲ့အရန်စားလို့ကောင်းတဲ့ခြင်းဆက်လေးဖြစ်ပါတယ်ကျွန်တော်ကတော့ချက်သားကိုအသုံးပြုပြီးတော့ချက်ပြပြမှာဖြစ်တဲ့အတွက်ရင်မုံတစ်လုံးအသုံးပြုထားပါတယ်ကျွန်တော်ကအိမ်မှာဆိုတော့အယိုးပါတက်လိုက်တယ်ပေါ့နော်ဆိုင်မှာသလို့ရှိရင်တော့ချက်ရင်မုံ10သားအသုံးပြုပြရမှာဖြစ်ပါတယ်ခင်ဗျာရင်မုံကိုကျွန်တော်စလိုက်သားလေးရလေးကို တော်ပြထားပြီးတယ်ပေါ့နော်အယိုးလီးတာရောကျွန်တော်မပြတော့ပါဘူးအယိုးကတော့အဆင်ပြေတယ်လို့ခုတ်လို့ရတယ်ပေါ့နော်အသားလေးကိုခုလိုမျိုးကျွန်တော်စိုက်ပါသလိုရှိရင်လည်း slide ပြားလေးဆွဲပြီးတော့စီပူထိုးပြီးချက်ပေးရမှာပေါ့နော်ကျွန်တော်ကချက်ပုံချက်နည်းလေးပဲပြပေးထားပါတယ်အသားလေးတွေကိုတော့ခုလိုမျိုးခကြီးကြီးလေးဆွဲမယ်ပြီးတော့မှကိုလိုသလောက်အပိုင်းလေးပြန်ပိုင်းမယ်ပေါ့နော်ဒါ slide လီးတယ်လို့ခေါ်ပါတယ်ခင်ဗျာကိုကဒီနေရာမှာဝတ်သားကိုစားကျင်နေရတယ်ကျွန်တော်တို့အမဲစိတ်ပေါ့နော်အဆင်ပြေတာအသုံးပြုလို့ရပါတယ်စီပူကိုလည်းအသုံးပြုလို့ရပါတယ်ခင်ဗျာအသားလေးတွေခုလိုမျိုးလီးပြီးပြီဆိုလို့ရှိရင်တော့စားလေးထည့်မယ် မေယူကောင်းလေးထည့်ပါမယ်။စီမိုးလေးထည့်ပြီးတော့ကျွန်တော်တို့ကွန်မုံလေးထည့်ပြီးတော့တမတော်အောင်လို့နေပေးထားပါမယ်ခင်ဗျာ။အသားလေးတွေကိုရတာနေထားတဲ့အချိန်မှာအသီးရွက်လေးကိုတီးပါမယ်။ကျွန်တော်နေကြင်းချင်းနေမြောက်သီးစင်းဘောနော်ကျွန်တော်အခုပြထားတဲ့လိုမျိုးလေးလီးပေးရပါမယ်ခင်ဗျာ။ကျွန်တော်မထူမပါလေးလီးပေးပါမယ်။ကျန်းကျင်ဒီလိုအခုလိုမျိုးတစ်လုံး၄၀ဆင့်ပေးထားပါမယ်ခင်ဗျာ။ရည်သေးသေးလေးကိုလည်းကိုစားနိုင်တဲ့လောက်ဆက်ကလေးထည့်ပေးလို့ရပါတယ်။ ဒီပါဝါပစ္စည်းလေးလည်းစဉ်းသပြီးပြီးသားလေးစဉ်းသပြီးပြီဆိုလို့ရှိရင်ဆက်ချက်ပါတော့မယ်အရင်ဆုံးအိုးရဲကိုစီလေးနှင်းခဲ့တဲ့မယ်စီလေးပူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ရတာနေထားတဲ့အသားကိုစီပူထိုးပြရပါမယ်ဒါမှအသားချက်တဲ့အခါမှာမမတင်းတင်းလေးနဲ့ရမ်းစားလို့ကောင်းပါတယ်ခင်ဗျာအသားလေးတွေချက်ပြီဆိုလို့ရှိရင်တော့လီးရတဲ့သီးရွက်လေးထည့်ပြီးတော့လုံးပေးပါမယ်အသားကိုပေါ်တော့ကိုယ်ကစီပူမထိုးချင်ဘူးပြုတ်ချင်တယ်ဆိုလို့ရှိရင်လည်းပြုတ်လို့ရပါတယ်ဒါကမိမိချက်နေတဲ့သူတွေလုပ်လို့ရတယ်ပေါ့နော်ကြော်တဲ့အခါအခုလိုမျိုးစီပူထိုးလိုက်တာအသားမမတင်းတင်းလေးဖြစ်စေပြီးတော့စားတဲ့အခါမှာပုံပြရတာရှိသေးပါတယ် ခုလိုမျိုးသားလေးတွေကြက်ပြီးတိရွတ်တဲ့တမအောင်လုံးမိပြီးအနံလေးမိုးလာပြီဆိုလို့ရှိရင်တော့ချင်းဆက်ဆော်လေးထည့်ပါမယ်ချင်းဆက်ဆော်တော့ခုကျွန်တော်ပြတဲ့ဇွန်နဲ့တဇွန်အပြစ်ထည့်ပါမယ်စီနဲ့အနစ်နဲ့ပေါ့နော်မျက်တောက်အောင်ထည့်ပေးပါကွာဒီနေရာမှာနနမင်းတို့ရှမ်းနေနေတို့ကြိုက်တယ်ဆိုလို့ရှိရင်တော့လက်စစ်စာလောက်လေးစီတိပြတ်ထားပြီးတော့ဝိုးချခံဒီမှာကျွန်တော်ထည့်ပေးရအောင်ဖြစ်ပါတယ်ကျွန်တော်ကအိမ်မှာဆိုတော့မရှိတော့မထည့်တော့ပါဘူးဆိုင်မှာဆိုလို့ရှိရင်တော့ထည့်ပေးရပါမယ် ကဲဆော့ထည့်ပြီးပြီဆိုလို့ရှိရင်တော့တမတော်မှွေမယ်နနာလေးပေါ့နော်အနံလေးမှွေပြီးတော့တားတဲ့ရတာတဲ့ရောက်သွားတဲ့ဒီမှွေလိုက်လို့ရှိရင်တော့အရန်စားလို့ကောင်းတယ်ချင်းဆက်လေးရပါပြီခင်ဗျာချင်းဆက်ကတော့အသားနည်းမြတ်ပုံမူတည်ပြီးတော့ရတာထက်လိုက်ရပါတယ်ကျွန်တော်ကတော့ဘာရတာမှထက်လိုက်စရာမလိုတော့ပေါ့နော်အရန်အဆင်ပြေပါတယ်ကဲကြည့်ရှုအားပေးနေတဲ့လူတွေအတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြားနေတဲ့တယ်ဆိုလို့ရှိရင်တော့ like share လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ဒီနေ့လေးနဲ့ချက်စားကြည့်ပါအရန်စားလို့ကောင်းပါတယ်ခင်ဗျာ